ဒီတင်ကန်းစာမှာကကျွန်တော်တို့ခနာကိုအစိတ်အပိုင်းတွေရဲ့အခေါ်အဝေါ်52မျိုးကိုကျွန်တော်ကနေပြီးတော့တခါရေရသွားအောင် အသေးစိတ်တင်ကြားပေးသွားမှာမို့လို့တေးသေးချာချာလိလာကြမှတ်ထားဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ဦးကောင်းကောင်းလည်းခေါ်လို့ရတယ်။ head head Ugao Head Head สบ b e Hair Hair สบ b e Hair Hair Napule u ย i m e Napu Bulu Kole Forehead Forehead, Forehead. Napu Forehead Forehead Miesi I Eye. Eye. I Miesi I Eye. Eye. I မျက်စိရဲ့အထက်မှာရှိတဲ့မျက်ခုံးကိုရောဘယ်လိုခေါ်လဲ eyebrow Eye. 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 eyebrow မြက်ခေါင် eyebrow eyebrow နာနေရွက်လို့လဲခေါ်လို့ရတယ် ear ear နာ ear ear, ear. နောက်တစ်မျိုးကတနက်ခါးရီလိမ့်တဲ့နေရာပါကိုဘလို့ခေါ်လဲ cheek cheek ပါ cheek cheek နှကောင်းကိုအင်္ဂလိပ်လိုဘလို့ခေါ်လဲ nose nose နှကောင်း nose nose nette temple temple nette temple temple နောက်တစ်မျိုး ပြန်ပြီးမှလေးလာကြမယ်အထမင်းပါနဲ့စားလဲပါဇက်နဲ့စားတယ်ပါဇက်ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ mouth mouth bazaar mouth mouth bazaar ထဲမှာဘာတွေပါလဲလေးလာကြမယ်ပထမဦးဆုံးတွားဦးဘလို့ခေါ်လဲ teeth teeth တွား teeth teeth ဆိုတာကသွားတွေအများကြီးကိုပြောတာသွားတစ်ချောင်းလေးကိုဆိုရင်ကောဘယ်လိုခေါ်လဲ tooth 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 ဆိုတာကသွားတစ်ချောင်းကိုပြောတာသွားတွေအများကြီးဆိုရင်ကတော့ teeth လို့ခေါ်ပါတယ်ရှာလေးကိုဘယ်လိုခေါ်လဲ tongue Tongue. tongue, tongue, 烫沙烫烫，neke lip lip neke lip lip, lip. maze chin chin maze chin chin မျက်နာမှာရှိတဲ့ဟာတွေအကုန်လုံးလေးလာပြီးတွားပြီးဒီမျက်နာကြီးတစ်ခုလုံးကိုကြာတော့ဘလို့ခေါ်လဲ face မျက်နာ face face မျက်နာ let hand hand la hand hand le ma ba ri le le la ja me le chao le ri go a yin le la ja me finger finger le chao, finger. finger Let chang the chang chin si go li la ja me Let ma Sam Sam Let ma Sam Sam Let nyo index finger index finger len index finger lekale middle finger middle finger lekale middle finger middle finger let the joy ring finger ring finger let the joy ring finger ring finger let the liu blue collar little finger little finger little finger let that little finger ke okay, let daily ryo jaro blue kole finger nail finger nail let that fingernail fingernail le pawu jaro belo kho palm palm le pawu palm, palm. လက်ဖဝါရဲ့အောက်ပိုင်းမှာရှိတဲ့လက်ကောက်ဝတ်ကိုကြတော့ဘလို့ခေါ်လဲလေ့လာကြမယ် wrist wrist လက်ကောက်ဝတ် wrist wrist နောက်တစ်မျိုးလေ့လာကြမယ်ဆွေးကြိုးဝတ်တဲ့လူတွေရှိလားဘယ်နေရာမှာဝတ်တာတော့ လေပင်လေပင်ကိုဘယ်လိုခေါ်လဲ neck neck လေပင် neck neck the calm shoulder shoulder the calm shoulder shoulder l e m o arm arm l e m o arm arm ဒีကြจုင်းကြားလေးကိုကြတော့အင်ลဂလိပ်ลိုဘ armpit armpit vagina ja. armpit armpit Get down, see ja blue ကဲတတောင်စစ်ကိုကြတော့ဘလို့ခေါ်လဲလိလာကြမယ် ja elbow elbow the down see, elbow elbow yin back chest chest yin bat chest chest ကဲသမင်းတွေစားတယ်သမင်းတွေဘေးကိုဝင်သွားတယ် bite ထဲကိုဝင်သွားတာအဲ bite ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲလေ့လာကြမယ် stomach 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 မဟုတ်ဘူးเนาะ stomach stomach womb bite လို့လည်းခေါ်လို့ရတယ် womb bite stomach womb bite ရဲ့ဒီအလဲမှာရှိရဲ့ဒီအပေါက်ကလေးတိတိလေးချက်ကိုမွေးချင်းလို့လည်းခေါ်လို့ရတယ်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာကျွန်တော်အများနဲ့ထိုးပြချင်တာဒါပေမဲ့ဒီအခုရဲ့နေရဲ့ကောင်းလေးကရှက်နေတဲ့အခါမှာကြတော့သူကအင်ဂျီမချွတ်ရေဖြစ်နေရဲ့ကျွန်တော်ကအပုံလေးကိုဘေးနားမှာပြပေးမယ်နော်မွေးချင်းချက် navel navel chat navel navel ခပပတဲ့နေရာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲလေ့လာကြမယ်နော် car waste waste car waste waste show gone back back show gone back back ခါရဲ့ဒီအောက်ပိုင်းမှာရှိရဲ့နေရာလေးကိုတင်ပါလို့ခေါ်တယ်အင်္ဂလိပ်လိုဘလို့ခေါ်လဲလေ့လာကြမယ် hip hip ဖြင်းလို့လည်းပြောလို့ရတယ်နင်းနေရရကြမှာစိုးလို့တင်ပါလို့တုံးထားတာပေါ့နော် hip hip တင်ပါပေါင်း thigh thigh ပေါင်း thigh thigh ခြေတော့ lag lag chedao lag lag chedao ma ba re ba le a lila ja me patama u song do ni ni do gao lo le pyo lo ya de knee knee ဒူးကောင်းရဲ့ဒီအောက်ပိုင်းမှာရှိရဲ့ဒီဖောင်းဖောင်းလေးဖြစ်နေရဲ့ဒီအတွက်တာပေါ့နော်အဲ့ဒါကိုခြေတလုံးလို့ပြောတယ်အဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲလေ့လာကြမယ် calf calf ခြေတလုံး calf calf အကုန်လုံးလမ်းလျှောက်ကြတယ်လမ်းလျှောက်တာဘာနဲ့လျှောက်တာလဲခြေခြေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲလေ့လာကြမယ် food food ခြေ food 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 ဆိုတာကြတော့ဒါခြေတစ်ခုတည်းကိုပြောတာပေါ့နော်နှစ်ခုဆိုရင်ကတော့ဘလို့ဖြစ်သွားမှာလဲဆိုတော့ feet feet ဆိုတာကြတော့ခြေနှစ်ခုကိုပြောတာအများပေါ့နော် feet feet ခြေချောင်း toe toe ခြေချောင်း toe toe ကဲခြေမှာပါတဲ့အာခြေချောင်းလေးတွေတချောင်းချင်းစီကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲလေ့လာကြမယ်နော်ပထမဦးဆုံးခြေမကိုဘယ်လိုခေါ်လဲ big toe big toe big toe ခြေမခြေညော ခြေချောင်းလေးတွေထဲကနေဒုတိယမြောက်ခြေချောင်းပေါ့နော် second toe second toe chain yo second toe တတိယမြောက်ခြေချောင်းကိုလေးလာကြမယ် third toe third toe So, blue စတုထမြောက်ခြေချောင်းကိုကြတော့ဘလို့ခေါ်လဲ fourth toe fourth toe fourth toe so, blue နောက်ဆုံးခြေချောင်းကိုကြတော့ဘလို့ခေါ်လဲခြေတန်းကိုကြတော့ little toe little toe ခြေတန်း little toe little toe ခြေချောင်းလေးတွေမှာပါတဲ့ခြေသေးကိုကြတော့ဘယ်လိုခေါ်လဲ toenail toenail ခြေတဲ toenail toenail ခြေကျင်းဝတ် ankle ankle ခြေကျင်းဝတ် ankle ankle Chippewa Soul Soul Chippewa Soul Soul Chippewa Ujaro Blue Kole Heel Heel Chippewa Heel Heel ီခန္ဓာကိုယ်တစ်ခုလုံးကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့ body 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 လည်းပြောလို့ရတယ်အဲ့လိုမျိုးလည်းအတန်ထွက်လို့ရတယ်ပေါ့နော်ခန္ဓာကိုယ် body body အခုကျွန်တော်သင်ကြားပေးလိုက်တဲ့ဒီသင်ခန်းစာလေးကိုဘယ်လောက်ထိမမိလဲမမမိလဲဆိုတဲ့ဟာကိုစမ်းသပ်ခြင်းနဲ့တူရီအတွက်ဒီမှာပုံလေးတွေပြထားပေးပါမယ် I don't want to Jesus အလုံးအတူပဲကျေးဇူးတင်ရှိပါတယ် take care have a nice day bye for now